Jangan sibuk lu dok mengelakkan ni. Lu karena mengelakkan anu borna ni obara dia. Bawa ya la de kama. Ayi cizo. Lu di ma. Ayi cizo. nama dek tak ayam me. Ayi cizo ngapale, Surah wa ma yadi bu de ku lu ku lu ka mu de lou si ba o sa de su saung nai bu ba wa ma yadi bu de a ye chi so ma chao ya de ku ko pyo ba ya la de yoga kinshin ချမ်းမာခြင်းဆိုရဲခြေနေတစ်ခုကိုရရှိတာအကောင်းဆုံးပဲလို့ပြောတာနော်ဒါကအလုံးကိုချုပ်ငုံပြီးတော့ပြောတဲ့စကားအလုံးလည်းမှန်နေအရောကအရောကြဆိုရအရောကဘဝယောဂမရှိတဲ့အခြေအနေချမ်းမာပဂတိရှိတဲ့အခြေအနေကိုအရောကြလို့ခေါ်တယ်အရောကြဆိုတဲ့စကားလုံးက aroga bawa roga sura duye kan aku na cinta dade ni sedade tak jawab lu roga Pemari jaro pali tanem pabene yoga lu palaida no no yoga lu pada maro no. pali tanem se roga lu pae ya belene yire yoga asidire ni yoga jin swasti era ne yodar ero ingli ma wai ne a adan ne chimdu wai ne yi ra jaro yapne ta churo paro no ane yi ra jaro ran rice tu, ane payah. Aku ale ve ane yi ra jito jao roga ောကဆိုတာလူရဲ့ဘဝကိုနာကျင်စေတတ်တယ်။ကိုယ်ကာယဟုတ်တယ်နာကျင်စေတတ်တယ်။ကိုယ်ကာယနာကျင်စိတ်တတ်ကုန်တယ်နာကျင်စေတတ်တယ်။နေမကောင်းဘူးဆိုရင်စိတ်ပါဆင်းရဲနော်။ကြမ်းမာတယ်ဆိုရင်စိတ်ပါပျော်တယ်။အဲ့တော့ကိုယ်ဆင်းရဲမှုကလည်းစိတ်ဆင်းရဲမှုကိုဖြစ်စေတာပဲ။ တခါစိတ်ဆင်းရဲမှုကလည်းကိုယ်ဆင်းရဲမှုကိုဖြစ်စေတာအဲ့ဒီဘဝမှာနာကျင်စေတတ်တဲ့ရောဂါယောဂါဆိုမရှိရတော့မရှိတဲ့အခြေအနေတခုကိုယ်တဏ္ဍမှာဖြစ်ပေါ်နေတာအကောင်းဆုံးပဲလို့ပြောတာဒါလည်းကဟောရမဟုတ်ဘူးနော်ဒါလည်းကဟောရနိဗ္ဗာန်ရောက်ကြောင်းနဲ့မဆိုင်ဘူးလေထင်ကောင်းတယ်နေ ပါသာရေးနဲ့မဆိုင်ဘူး။ယေရှုဗျာယေရှုမှာကိုယ်ဝေရမယ်ပါသာမဟုတ်ဘူးလိုက်တာရမယ်ဟာဒီပဲဖြစ်တယ်။ဘဝယတ္တိကိုတွေ့ပௌဒ်ကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေပါသာတရားကိုယ်ဝေသည်ဖြစ်စေမကိုယ်ဝေသည်ဖြစ်စေဒီစကလုံးဟာအလုံးတည်းဖြစ်ဖြစ်တယ်နော်။အရောင်ချပရမလာပါလာပါရရှိတဲ့ရတဲ့မှာ 呀，下怎么样？宝贝呀呀，不生伢啦，为皮皮；伢路伢啦，为皮皮。宝贝呀呀，下得亏意呀,呀、啊、的呀，阿路的嘛。小要跟新无数的，怎么不伢啦哈？高中都不要，宝贝路高中路不要都侬说，不怎么的，的不顾了阿妈，亏意了，路收嘛。 ဆုံးရှုံးနေတယ်ဘဝမှာပြောစရာတွေဘလောက်ရှိရှိပြောစရာလည်းဆုံးရှုံးသွားတယ်သူကတိုးတဲ့အောင်လုပ်ဖို့စီပွားစားဖို့အခွင့်အရေးတွေနဲ့သူကဆုံးရှုံးသွားတယ်ရာဓုတက်ဖို့အခွင့်အရေးတွေနဲ့သူကဆုံးရှုံးသွားတယ်အလုံးဆုံးရှုံးနေယောဂပြည့်ပြီဆေအလုံးဆုံးရှုံးသွားတယ်ဒါကြောင့်မို့ယောဂကပြီးတော့ကြံပါလေဆိုရင်အလုံးခွင့်ရကိုလက်ထက်မှာရှိတယ်အဲ့တော့ အခုလိုရသည်ကြည်ပါအင်းကြီးရဲ့တတိတို့ဝတ္တုရိတတိထားပေါ့ဒီလိုပူတဲ့ချိန်မှာနဲ့ရောက်ပေါ်ရောက်အနဲ့ရောက်ကအပူကိုစုတ်ထားတယ်စုတ်ထားတဲ့အခါကျတော့အပူကိုမကောက်ွက်နိုင်ဘူးဒါကြောင့်မလို့ဖဲ့တိရဲ့တတိပါလေမဆောင်ရဘူးအင်းကြီးရဲ့တတိပါလေဒီချိန်မှာမဝတ်တာကောင်းပါဝရမယ်ဖြူရောက်မယ်ဝတ် အဖြူရောက်နေမှလည်းပဲဘာဘာလက်လက်တွေမဟုတ်ပဲနဲ့ချီနဲ့လှုပ်တာနဲ့ခတ်တူတူအိုးပဲဝတ်တဲ့တွေ့ကြတယ်ပေါ့လားအရာကြီးနေရနော်အဖြူတွေကြီးတွေကိုခြုံတာရလေအဲ့ဒါသူတို့စီမနာဘူးလားအဲ့ဒါအပူကားခွဲတာသူတို့စီကနေယူတာပေါ့ဘာမပြေရတလောက်ကြီးပူတာပေါ့ လာခြင်းလို့အနဲ့သွားမို့နဲ့မြန်မြန်လာပါဖြစ်သွားလိုက်နေပူတဲ့တဲမှာအဖြူပဲဝဲပဲခလို့ချက်ပါနော်အနဲ့ရောက်ဝဲရင်စပေးမော်တော့သွားမစိုးနဲ့မော်စပေးနဲ့တော့ခင်သာရှိတော့ပါအဲ့တခုကတော့လူတွေကဒီလိုပူတဲ့ရသည်ပါဘာတတိထားရအောင်လဲဆိုလို့ရှိရင်ပူတဲ့နေရာကနေပြီးအေးတဲ့သွားတဲ့အခါ အေးတဲ့ကနေအပူတောက်ဥရပြောင်းလို့ခေါ်တယ်လူတွေကယိုယိုဥရပြောင်းတတ်တာမှနာစီ၆စုဖြစ်တတ်တယ်အခုကအခုအေးအခုပူအော်တော့သူရောပြတ်ပြီးတော့သိသွားတတ်တယ်ကွာအခုလည်းသိနေကြတယ်ဘာဖြစ်ပါ he throws ဆိုရရပြီးတော့သိကြတယ်အဲ့ဒါတတိထဘုအမတမကောင်းတယ်နော်တတိထအမအသက်ညံဆောင်လို့ဆိုတဲ့ ကိုကိုအတိညာလေးနဲ့နေရမှာဖြစ်တယ်။ဆယ်နာကြီးဟိုပဲကြောတဲ့အခါမှာနေဘူးတဲ့အတွက်သိတ္တိထားအောင်။မာနောဆယ်နာကြီးအနေပြီးတော့နေနိုင်ငါးနိုင်လောက်ထိအောင်နေဘူးတဲ့မထွက်သင့်ဘူး။တွေ့ရင်လည်းအကောက်ွယ်လုံးထွက်သင့်တယ်ပေါ့နော်။အဲ့ဒါမှပြဿနာဟောရဲအရောင်းချပြပါလာပါဆိုရရမှာဖြစ်တယ်နော်။ Icana, <music> e、人家的国破啊，我国的家就难免要遭灾的。不要偏见，路还没有出路，比如缅甸路是印尼人给他治理的，越南路那得被印尼人治理，缅甸路又靠越那人要被别人洗掉了。 ಅರಜಿರಿ ಜರಡು ಇರಬಲ್ಲ ಕೌಮ ಚೌನಾರೆ ನಿವೇದಿ ಔಟಾರೆ ನೀ ಅಬುಲೈ ನೀಗ ನಿವೇಗ ನಿವೇನ ನಾಗ ನಿವೇನು ಶಿ ಉನೌತಿ ಜೋ ನೆಗ್ಗಾನಿರ ಉನೌತಿ ಜೋ ಪ್ಯಟ್ಟೆ ಸುರ ಅರಮಿಯು ನಿಪ್ಷಿಟ ಓ ಅರೋಚಮ ಈ ತಿ ತಿರೆ ಬೋದಿ ಜೇನ ಸೇಕಂ ಫೋನ ಸಸ್ಯಾವೋ ನಿ ಬೋದಿ ပိုတိပဲလို့တတိထားဖို့လို့တာမကြမ်းမှာဘူးဆိုလို့ရှိရင်ဘဝမှာအလုံးဆုံးရှုံးတာတာရမလို့ကြမ်းမာတဲ့ဆိုရင်လည်းအခွင့်အရေးအလုံးကိုလက်ထဲမှာရှိတယ်မကြမ်းမာရင်အခွင့်အရေးအလုံးကိုဆုံးတယ်ဒါကြောင့်မို့ကြမ်းမာဖို့အတွက်နေဘူးတဲ့အတွက်ငါစရေမို့ချူရာစပြီးတော့အသက်ညာဆောင်းဆောင်းလို့ရမှာဖြစ်တယ်နော် မတိတို့ခံလိုက်ရင်ပြန်ရမှာပေါ့ဒီသက်ကပြန်ရလာမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဘုလို့မဖြစ်ခင်ကကာကွယ်ခြင်းဟာကုသခြင်းနဲ့ကောင်းတယ်ဆိုတဲ့စကားအတိုင်းပဲကျွတ်တက်ပြီးတော့ကာကွယ်ထားမှာအသာဖြူတဲ့လူတွေကလှတဲ့ထင်ပြီးတော့အနဲ့ရောက်နေပိုးကြတယ်ဝိညာဉ်ဒုက္ခရောက်လိမ့်မယ်နေပူတဲ့ထင်မယ်နော် 你查不彪了吧？把家翁的皮阿拉弄碎，捧一炉白花，苦苦的嚼着，杂 <noise> 鸡，炉白花嗦啦，阿达嗦啦，比西亚伊达汪滴，阿家翁妈妈咪咪罗得些呀，阿家翁的苦椒叶那来那来那来，彪渣汤，阿家翁阿达苦嘞毛骨。 ကြောင်းမောင်များစွာပေါ်မှာမိပြီးတော့သက်ရှင်အဲ့တော့စဉ်းစားကြည့်လိုက်လူဘွားရလာပြီးတော့အလွယ်တကူသက်ရှင်နေတာလားဆိုမဟုတ်ဘူးနမတိကပါတော့အသက်ရှိအသက်ရှူသွင်းလို့နေရဆရာဝန်တွေခေါ်တော့အောက်ဆီဂျင်ပေါ့နော်ဒီမရှူရရင်လည်းသိသွားမှာအောက်ဆီဂျင်ပြတ်သွားရင်သိပါပဲအသက်မရှူနိုင်ရင်သိပါပဲ အဲ့ဒါကိုပြောတာပစ္စယယတဝုတ်တိအကြောင်းတရားပေါ်မှာမိပြီးတော့သက်ရှင်ရတာနောက်တစ်ခုကအစာမစားရရင်လည်းသိသွားမယ်အာရုံနဲ့မှုနေရတယ်ပြီးတော့ယသိဝုဒုကိုလည်းမိနေရတယ်အသက်ဆိုတာအကြောင်းတစ်ခုတည်းမဟုတ်ဘူးအကြောင်းမောင်းများစွာပေါ်မှာမိနေတာအကြောင်းတစ်ခုပြတ်သွားတာနဲ့တပြိုင်တည်းအလုံးကပြိုကျသွားတယ် နော်ဒီစာဦးကြီးဟာအောက်ကဖောင်ဒေးရှင်းရှိလို့ဖောင်ဒေးရှင်းအောက်က ခိုင်မာတဲ့မြေရှိလို့မြေပြိုသွားရင်နိုင်လည်းပြိုကြတော့မှာပြိုကြတော့မှာအဲ့ဒါလိုပဲလူဘဝအเจ้าတရားတွေပေါ်မှာမိတိပြီးတော့နေရတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အเจ้าတရားပေါ်မှာမိပြီးတော့မှဖြစ်ရတာတခုတည်းဖြစ်တာပေါ့ကတိကနေရှင်းပြု ယဟန်ကလူတော်မင်္ဂလာလုပ်တယ်ဆိုတာအကြောင်းဘယ်နှခုရှိလဲစင်သာကြီးတခုတည်းနဲ့ဖြစ်တာမဟုတ်ဘူးနော်ယေဇဝဗျာကအဓိကကြတဲ့အကြောင်းသုံးမျိုးဟောတာလားရှိတယ်အကြောင်းသုံးမျိုးစုံလို့လူမှုတမှုဖြစ်တာတဲ့ဒါအခုမျက်မှောက်အခြေအနေလေးကိုပြောတာနော် present တိုင်းကိုပြောတာလက်ရှိဖြစ်ပေါ်နေတဲ့အချိန်လေးမှာအကြောင်းသုံးခုဆုံးပြီလို့လူမှုတမ်းမှုဆိုတာဖြစ်သွားတယ်အကြောင်းသုံးခုဆိုတာဘာလို့ကိုယ့်ရဲ့လူကြီးတန်းရင်နဲ့စိတ်ဆန္ဒလို့ဆိုတဲ့တတ္တတရားအဲ့ဒါရင်နဲ့မှပထမဖြစ်တယ်ရင်နဲ့မှတတ္တဖြစ်ယုံနဲ့လူနိုင်လားဆိုတော့မလူနိုင်ဘူး ကိုမလူစရာကအစင်းနေရှိတာဒါဒုတိယအကြောင်းတတိယအကြောင်းကလူရမဲ့ပုဂ္ဂိုလ်ရှိတယ်။သုံးခုရှိတယ်။အဲ့သုံးခုဆိုလို့ဒီကနေ့လူတယ်ဆိုတာဖြစ်တာတော့တခုတည်းနဲ့ဖြစ်တာမဟုတ်ဘူး။ပတ်စံရှိုံနဲ့လည်းမလူနိုင်ဘူး။အလူခံမဲ့ပုဂ္ဂိုလ်ရှိုံနဲ့လည်းမလူနိုင်ဘူး။ကိုယ်ရင်နဲ့အတ္တရာတွေဖြစ်ဖို့လို့သေးတယ်။လူချင်းနဲ့ဆန္ဒဖြစ်ဖို့ 이러면 여섭자가 아짜움도미우 방수미도 루부다무스랍세다래 디레 샤인 디레 드요마다 여섭자 디가 아짜움도우 벼라 그도 검무 룹시다이 룹시다이 아짜움이시래 다짜움부 그도 세이스라 루에르구 냅시푸래 비르마 비르마 니야 호레카마 ယသဗျာကပါကစာဟောလို့ဆိုရှက်တမိတမိကာမဝဆရာကုတလန်စေတာဥပန်နော်အချိန်ကတကူမှာကုသစိတ်ဖြစ်တယ်အကြောင်းဆုံးနဲ့အချိန်တကူမှာကုသစိတ်ဖြစ်လာတယ်ဆိုတော့အဲ့ဒီမှာတမိယဆိုတဲ့အိမ့်ကသူကအကြောင်းပေါင်းစုံတာကိုပြောတာ အကြောင်းမောင်ဆုံးမှကုသစရာဖြစ်တယ်။သူကသူရှင်နေမှကုသစိတ်ကသူကသူဖြစ်လာတာမဟုတ်ဘူး။အကြောင်းနေဆုံးမှကုသဖြစ်တယ်။အဲ့ဒီအကြောင်းကဘာတော့မင်းတို့ရှိရင်ကိုယ့်ရဲ့ရင်ကပထမဆုံးကကုသလုံတဲ့နဲ့ကုသစရာလုံရမယ်လို့ကြားဘူးနာဝရှိတာ။ ကုသိုလ်လုပ်တာအကောင်းကျိုးချမ်းသာရနိုင်တယ်ဆိုတဲ့အဓိကလည်းရှိတယ်။ကိုရှိကလုံသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ကိုတဏ္ဍမှာယုံကြည်ချက်တွေလည်းရှိတယ်။ကုသိုလ်လုပ်ဖို့အခွင့်အလမ်းတွေလည်းရှိတာ။ဟောအဲ့ဒီအကြောင်းလေးမစုံပဲနဲ့ကုသိုလ်လုပ်ဖြစ်တာမရှိဘူး။နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်အကြောင်းတရားတွေဖြစ်လာမှကုသိုလ်ဆရာဖြစ်တယ်။ အကြောင်းတရားတွေမဖြစ်ရင်ကုသိုလ်ဆိုတာမဖြစ်နိုင်ဘူး။မြတ်စွာဘုရားတော့အတ္တကအကြောင်းတွေပါ ဟောလို့ဆိုရင် စတုစကတပတ္တိတဲ့။တပတ္တိ၁၄ပါးနဲ့ပြည့်စုံရမယ်။ကုသိုလ်ဖြစ်ဖို့အတွက်ကြောင်းလေးပြု။အဲ့ဒါပါတော့ကုသိုလ်လုံခွင့်ရတဲ့နေရာမျိုးမှာနေရလည်းဖြစ်ရမယ်။ဟုတ်တယ်။ Mỹ cả rồi bà để trả đại cả đi để bố cụ đi ha lâu nên nên à giàu mà à giàu đó tôi lúc vụ chị à bên này xa đi à đấy tôi mà lâu nên để chú bia sĩ ye à bố cụ tôi lúc chị này đó phố nhị biên xuống chân đó đâu xuống khách chân đó đâu miệng miệng sẵn sàng cắp bì đó đây giờ đâu mà nào đây cũng chạm gì đã lâu lâu chạm mà sợ lúc lâu lâu đi truy kìa nó cô lâu chín đó lệ phô nhi à xa mà truy đâu đâu bây giờ lâu cháu đi à mà nhìn nhiều lâu cô đâu mà lâu này nên đi à đi à nhà xóa xì cháu bảo gì nhiều mà cô đi đến đi à cái này cô đâu lâu 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 cô đến đi à xe mẹ ကိုပတ်ဝန်းကျင်ကလည်းပဲကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေအတူယူစရာပုဂ္ဂိုလ်တွေရှိရမယ်ကိုကိုယ်တိုင်လည်းကုသိုလ်ကောင်းမှု ရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ကိုကိုကိုယ်လည်းကုသိုလ်လုပ်တဲ့နဲ့တို့သိတယ်သိတယ်ရှိရမယ်အဲ့ဒီဒီကုနဲ့ဆုံးမိမှကုသိုလ်ဆိုတာဖြစ်တယ်ဘယ်အဝဲဖြစ်ဖြစ် ธรรมะတော့ပါအကြောင်းဆုံးမှธรรมะဖြစ်တာเนาะဆဲဆဲမရှိဘူးဆိုလဲธรรมะဖြစ်ပါမဖြစ်ဘူးဆဲတော့ရှိတယ်ချက်စရာအိုးမရှိဘူးဆိုရင်ธรรมะမဖြစ်ပြဆန်လည်းရှိတယ်အိုးလည်းရှိတယ်ရေမရှိဘူးဆိုရင်လည်းธรรมะမဖြစ်ဘူးဆန်လည်းရှိတယ်အိုးလည်းရှိတယ်ရေလည်းရှိတယ်မိကမရှိဘူးဆိုရင်တမိမဖြစ်ဘူး နောက်ဆုံးမှတမင်ချက်မဲ့လူလည်းရှိပါအဲ့တော့တမင်ဖြစ်ဖို့တော့မှအကြောင်း၅မျိုးမဟုတ်လားတရားစစ်သားကြီးမစစ်သားရင်တော့သူကသူလွယ်ကူဖြစ်တယ်လို့ထင်တာလူတွေကပေဟာမလွယ်ကူဖြစ်နေတာမဟုတ်ဘူးအကြောင်းတရားတွေပေါ်မှာယက်တိနေရတယ်ကိုယ်ဘဝကြီးတစ်ခုလုံးဟာအကြောင်းတရားတွေပေါ်မှာမိတီနေရတယ်ဆိုတာကိုတတိပြုစဉ်းကျင်သုံးသပ်ပြီးတော့ကြည့် အဲ့တဲကအကြောင်းတစ်ခုချိုးယွင်းသွားတဲ့နဲ့လူဟာပြိုလဲသွားတဲ့တည်းနော်ပျက်စီးသွားတဲ့တည်းဆုံးရှုံးသွားတဲ့တည်းအမှတ်တပဲ့နေရလို့ဖြစ်တဲ့တည်းဒါကြောင့်မို့အကြောင်းတရားတွေကိုသိရမှာဖြစ်တယ်ပေါ့နော်တက်ပြဆောပြကအခုလို့လှမှုတမ်းမှုကုသိုလ်ဖြစ်တဲ့ဆိုတာဟာဒီရှင်နေပါတရားတရားရှိတယ်ရှိတဲ့အခိုင်မှာဖြစ်တာမရှင်းမရအောင်နော် တရတရားရဲ့လှုပ်ဆောင်မှုကြောင့်ရှင်နဲ့ကယုံကြည်မှုစိတ်ဝင်စားမှုဆိုတဲ့တရားဖြစ်လာတယ်။ကိုယ်မှလည်းလူစရာတရားအစစ်ဖြစ်နေတယ်။အလူကံပုဂ္ဂိုလ်လည်းရှိလာတဲ့ဆင်လူမှုတမ်းမှုကဖြစ်သွားတယ်။ကုသိုလ်လုပ်တယ်ဆိုတာလည်းအဲ့တိုင်းပဲ။နံပါတ်၄ကကိုယ်ရင်နဲ့ကကုသိုလ်ကောင်းမှုပဲပါစိတ်ဝင်စားတဲ့တရားတရား ကိုမလည်းထိုင်လျောက်ပစ္စည်းရှိတယ်လူရမဲ့နေရာလည်းရှိတယ်ဆိုရင်ဒါကိုလို့ရပြီ။ဒီအကြောင်းသုံးခုမှမဆုံးစည်းမှုဘူးဆိုရင် လူမှုဓမ္မကုသုံးဖြစ်ဘူး။တရားရိပ်သာသွားပြီးတော့တရားထုတ်တယ်ဆိုတဲ့အခါမှာလည်းပဲကိုယ်ရင်တွေကသတ္တရူတတ္တရူဟာတရားထုတ်ခြင်းနဲ့သတ္တရင်ရှိရ။ပြီးတဲ့အခါကျတော့ 破个烈士的，伟大个烈士的，古时的话呢，十八年的清洗，我哋阿做不起啦。那我做不起，到那都阿做不起啦，冇古。阿叫你阿哩阿松子米巴咪不起的，不话几句啊，叫你阿哩冇咪一滴米都滴阿啦。那叫冇，咪先生咪咪滴阿冇，你就先生。<laughs> <laughs> 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 ။ယသဗျာကအဲ့ဒါကိုခေါ်တာနော်။အဲ့တော့ဒီတဲ့မှာငါလှုပ်တာဆိုတာတခုမှမရှိဘူး။တဘာဝတရားတွေသူကသူလုံးလို့ဖြစ်သွားတာပဲရှိတယ်။ငါလှုပ်တာဆိုတာတခုမှမရှိဘူးလို့။တရားတရားရေလူစေရတတ်စေရပစ္စည်းဝတ္ထုရေအတုကံပုဂ္ဂိုလ်ရေ ဒီသုံးခုပေါင်းစပ်မိသွားတဲ့အခါမှာလူမှုတက်မှုဆိုရကုသိုလ်ရတယ်။ဘယ်ကုသိုလ်ပဲလှုပ်လှုပ်အကြောင်းသုံးနည်းမျိုးစုံစည်းပါကုသိုလ်ဆိုရဖြစ်တယ်လို့မတ္တကိုယ်နဲ့မှာထာဝရအရှိနေရပါကုသနာပါပြည့်ရှိနေရမှာကတိလာပဲဖြစ်တယ်နော်ကိုကျင့်တိလာကိုပါပြည့်ရှိနေရမ ရှင်းတယ်ပါအခိုင်မတည်ရပါကတရဖြစ်တယ်ပြီးတဲ့အခါမှာမြတ်မြတ်လူတို့တမူထားရပါကတော့လူတွေအဖေကိုသွားတမူထားလို့မြတ်မြတ်လူတို့တမူထားတာကလက်ဝရရဏပစ္စည်းဖြစ်နော်အဲ့ဒီလက်ဝတ်ရတာပစ္စည်းလို့တပ်ဖို့ထားရမှာကိုယ့်ရဲ့အသိဉာဏ်ပဲဖြစ်တယ်။တပ်ဖို့ထားပဲ။ အဲ့ဒီသုံးခုပေါင်းစုံမိလို့ရှိရင်ကုသဖြစ်ဖို့မခက်တော့ဘဝမှာအစပြူမခက်တော့နော်သီလရဲ့တဒရဲ့ပညာရဲ့ဒီသုံးခုကအမှန်တရားရည်ချီသူတော်ဥစ္စာသူတော်ကောင်းတရားခொနပါသူတော်ကောင်းတရားခொနပါဆိုတာလူတော်လူကောင်းတွေရဲ့တဏ္ဍာမတွေ့နိုင်တဲ့ဤချင်းခုနှစ်မျိုးလို့ပြောတာ no ko oh. ko tu ro ka ho mo ho ka a ri yi chin ni ko ma chi da la ta o chia a ri yi chin ni ya ba ro se ta da sra ko yin ma chi xí ma yếm chi mu to wa wa ya ne bắt đầu bi ro yong chi mu kaung ne lo po ma se wen sa mu ka ta da တတပြီးတဲ့အခါကျတော့မဟုတ်တာလောက်မှယုံမုံနေမဟုတ်တာလောက်မှကြောက်တယ်ဟီရီနဲ့ဩတပါတတရဲ့ဟီရီရဲ့ဩတပါရဲ့နောက်တစ်ခုကအယယာမဘောဓုတရှိရမှာအထူးသဖြင့်ယသဝရပါဟောတယ်လေကြဘူးနာဝရှိရမယ်သိထားရမယ်တို့တော့ကောင်းတရား ကြတတ်မှုရှိရပဲဘုဒ္ဓတနောက်တစ်ခုကကြိုးစားခြင်းနဲ့စိတ်ကြိုးစားမှုလုံးလဝိရိယရှိရမယ်နောက်တစ်ခုကတတိရှိရမယ်နောက်ပြီးတဲ့အခါပညာအဲ့ဒီခုနှစ်မျိုးဟာသူတော်ကောင်းကြီးရဲ့စံတမန်ချက်ပဲဖြစ်တယ်သူတော်ကောင်းလို့ခေါ်မယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီခုနှစ်မျိုးရှိတယ်ဒါသူတော်ကောင်းတရားခုနှစ်ပါးလို့ခေါ်တယ် သူတော်ဥစ္စာခွန်ပြားကတခြားသူတော်ဥစ္စာခွန်ပြားကြတော့တတရဲ့သီလရဲ့ဟိရိရဲ့ဩတပါရဲ့စာဃာရဲ့ဝိရိယရဲ့ပညာရဲ့နော်အဲ့ဒါကသူတော်ကောင်ဥစ္စာခွန်ပါအခုပြောတာကသူတော်ကောင်တရားခွန်ပါတော်ရင်သာမတရားမင်းကြီးက သူတော်ကောင်းရဲ့အကြီးချင်းကိုသမတ်ပြတာတမျိုးတော်ဝိသနှစ်ပြည်မှာနှစ်ပြည်ကိုအချုပ်တဲ့တရားမင်းကြီးကသူတို့လောကမှာသူတော်ကောင်းလို့ခေါ်ဖို့ရအတွက်အချက်ခုနှစ်ချက်ကိုဖော်ပြထားတယ်နော်အဲ့ဒီခုနှစ်ချက်ကပါတော့မိဘကိုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ် ်ဆွေတွေမျိုးတွေတဲ့အကြီးကဲတွေကိုလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။နော်မိဘကိုလုံးချွေးရမယ်။မိဘကိုပြုစုဆောင်ဆောင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။မိဘကိုပြစ်ထားတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းမဟုတ်ဘူး။နော်မိဘကိုပြုစုတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဆွေတွေမျိုးတွေကအသေးရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရုပ်သိလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဒါဓမ္မသူတော်ကောင်းနော်ဒီနှစ်ချက်ကို မတပိတိပရံစတုကုရိစိတ္တမဆိုင်နာပြီးတော့စကားပြောတဲ့အခါမှာရည်ကြီးကြီးပြောပါသူတော်ကောင်ရည်ကြီးကြီးလေးလေးမမပြောတဲ့အမယ်အဲ့ဒီပုဂ္ဂိုလ်ကသူတော်ကောင်မန္နာဟုပဲပြောအမယ်စိတ်မဆိုးတဲ့ရင်သူတော်ကောင်မန္နာဟုပြောတဲ့ရင်သူတော်ကောင်စိတ်မဆိုးတဲ့ရင်သူတော်ကောင် ကိုရတာတဲ့ပစ္စည်းကိုကိုအတွက်သာလို့မကြည့်ပဲနဲ့အလုံးမိသားစုအတွက်လို့ကြည့်တယ်သူတော်ကောင်းနော်အဲ့ဒီတူသူတော်ကောင်းအနေနဲ့သတ္တပတ္ထတာလေးမြုပ်မြုပ်ရှိတယ်မြတ်စွာဘုရားသတ်မှတ်တဲ့ချက်ကတော့ခုနပြောတယ်သူတော်ကောင်းတရားခုနပါပဲအဲ့ဒါကိုတဏ္ဍမရှိအောင်လုပ်ရမယ်အဲ့ဒါကိုရှိဖို့ရအရေးကြီးဆုံးပဲနော်အဲ့ဒါရှိဖို့ tada ye hiri ye oda ba ye no pa desa pa ho tu da sia me wiriya tadi pinya no era duro ga onde ya kona ba duro ga osa kona mi ja tila ye hiri ye oda ba ye tuda ye စကားရဲ့ပညာရဲ့အဲ့ဒါကသူတော်ကောင်းဥစ္စာခုနပါအဲ့တော့ဒါတွေကိုတဏ္ဏမမရှိဘူးဆိုရင်စေဘွဲ့တွေနေပြီလို့သတ်မှတ်ပြီဘဝမှာဘယ်တော့မှမတောက်ပြောင်းသူတော်ကောင်းဥစ္စာ မရှိတဲ့ပုဂ္ဂိုလ်ဒီပတ်ဆက်မရှိတဲ့ပုဂ္ဂိုလ်လိုပဲပတ်ဆက်မရှိဘူးသူတော်ကောင်းဥစ္စာရှိရင်ဘဝမှာစင်တာမြင်တယ်သူတော်ကောင်းဥစ္စာမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာ ဘဝမှာဆင်းရဲဒုက္ခနဲ့ကြုံနေတယ်ပေါ့နော်အဲ့ဒါလေးတွေကိုပြတ်စွာပြားခေါ်တဲ့ဟာကိုမှတ်ထားပြီးတော့ကုသိုလ်ဖြစ်ဖို့လိုအပ်ချက်သုံးခုကတတ္တရဲ့လူစရာပစ္စည်းဝတ္ထုရဲ့လူကပုဂ္ဂိုလ်ရဲ့ဒီသုံးမျိုးနဲ့ပေါင်းပြီးရင်ဒါနကုသိုလ်ဖြစ်တယ်နော်တတ္တရဲ့အခြေအနေကောင်းတစ်ခုရဲ့ပေါင်းပြီးရင်လည်းကုသိုလ်ဖြစ်တယ်နော် ကုသိုလ်ဖြစ်နိုင်တယ်အခုပြောတဲ့သူတို့ကောင်ဥစ္စာခုနှစ်ပါးသူတို့ကောင်တရားခုနှစ်ပါးတရားမြင့်ကြီးပြောတဲ့သူတို့ကောင်ရဲ့ရည်ချေခုနှစ်မျိုးအဲ့ဒါတွေကုသနာမှာရှိအောင်တတိဆောင်ပြီးတော့ကျင့်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြပါစေကုန်တည်းအာ